မင်္ဂလာပါခင်ဗျာဆရာမောင်ဘော်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း89စိတ်ပါလက်ပါစတင်လောက်ကင်ပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ဒီလူကလက်တံမပါတဲ့နိုင်လိုပဲဗျနိုင်တော့နိုင်ပဲဒါပေမဲ့ဘာမှအလုပ်မဖြစ်ဘူးတံမိုးမရှိဘူး ဒီတိုင်းသာဆိုရင်ဒီလူမကြခင် အလုတ်ဖြုတ်ခံရမှာတေကြတယ်မိษွေကိုဖြစ်စေ အချားတယောက်ယောက်ကိုဖြစ်စေထို့သို့အပျောခံရလျင်မိษွေဘလို့ခံစားရမည်နီအချားလူဘလို့ခံစားရမည်နီစိတ်မပါလျင်အလုံးခက်သည်ဟူ၍ ရှေးတရုတ်စကပုံတစ်ခုကဆို၏အောင်မြင်ရင်လင်ဘာပဲလှုပ်လှုပ်စိတ်ပါရမည်ထို့ထက်ပူ၍လိုခြင်းဆန္ဒရှိရမည်ထို့ထက်ပူ၍စိတ်အားထက်သန်ရမည်ထို့နောက်စတင်လောက်ကံရမည်ထိုကအောင်မြင်မှုဆိုသည်မှာအလွယ်ကလေးပါလားဟုတိလာလိမ့်မည် ချိန်တွေပေါ့အောင်မြင်နည်းများကိုစိတ်ပါလက်ပါလေ့လာပါပြင်းပြသောလူအင်ဆန္ဒဖြစ်ပေါ်လာလိမ့်မည်စိတ်အားထက်သန်လာလိမ့်မည်စတင်လှုပ်ဖြစ်လာလိမ့်မည်ဤလောကတွင်ဘယ်အရာမဆိုစိတ်ပါလက်ပါလောက်ကင်လိုခြင်းသည်စွမ်းအားရှိခြင်းထက်ပို၍အရေးပါသည်ဟု EH Chapin ကဆိုခဲ့သည် လုံနိုင်သည့်စွမ်းအားရှိသည့်တိုင်အောင်မလုံမီ လုံချင်စိတ်ရှိရန်လိုအပ်ကြောင်းတက်တည်ပြုသော စကားဖြစ်၏ထို့ကြောင့်အလုပ်တစ်ခုကို လုံချင်လျင်စတင်၍သာလုပ်ကြိုင်မှာအောင်မြင်မှုအတွက် စွမ်းအားသည် အလိုလျောက်ဖြစ်ပေါ်လာလိမ့်မည်လုံချင်တာကိုစတင်လုပ်ပါ စွမ်းအား ပေါ်ထွက်လာလိမ့်မည်ဟုပညာရှင်ကြီးအီမာဆင်ကလည်းဆိုခဲ့၏။ဤဆိုသည်ယူပဗေဒပဒရက်တွင်သင်ရသောနေမြဲနေလိုခြင်းနိယာမနှင့်ဆက်ဆက်သည်။နေမြဲနေလိုခြင်းနိယာမအယ၁ယက်တီနေသောဝတ္ထုသည်ဆက်လက်ယက်တီနေသည်မလှုပ်ရှား နှစ်ရွေရှားနေသောဝိတုသည်ဆက်လက်ရွေရှားနေသည်လှုပ်ရှားနေသည်ထို့ကြောင့်ဘာမှ မလှုပ်သူသည်ဘာမှ မလှုပ်ဖြစ် သို့သောစတင်လှုပ်ရှားလှုပ်ကင်သော အခါတွင်မူလှုပ်ရှားမှုဆွမ်းအားဝင်လာပြီးအလုတ်ဖြစ်လာသည်ဤဒီမှာလောကနိယာမဖြစ်သည်ဆွဲငင်အားနိယာမကဲ့သို့ပင်အမြဲတမ်း မှန်ကန်၏ဘာကိုမဆိုတကယ်လောက်လျင်တကယ်ဖြစ်နိုင်သည်ဤချက်ကိုတမိုင်းအဆက်ဆက်တွင်ပညာရှင်ကြီးများကထောက်ခံခဲ့ကြသည်ဂျာမန်ပညာရှင်ကြီးဂါထာဤဩဝါဒမှအောက်ပါအတိုင်းဖြစ်၏သင်စိတ်အားထက်သန်နေသလားထိုခဏကိုအယယူပါ သင်ဘာဖြစ်ခြင်းတည်းလဲဘာလောက်ခြင်းတည်းလဲ စတင်လောက်ကင်ပါလုံရဲလျင် စွမ်းရည်ဝင်လာသည် စွမ်းအားဝင်လာသည်တကူ80ပတ်ဝင်လာသည် စတင်၍သာလောက်ကင်ပါစိတ်စွမ်းအားသည်မီးဟုံဟုံတောက်လာလိမ့်မည်စတင်၍သာလောက်ပါလုပ်ငန်းပြီးမြောက်ပါလိမ့်မည်ရှေးတယုတ်စကပုံတစ်ခုကလည်း မိုင်းတထောင်ခီးကို ခြေတလန်းကစတင်သည်ဟုဆို၏တိုးတော်မိတ်ဆွေဤတာဝန်က ပထမဆုံးခြေလန်းကိုစတင်လမ်းရန်ဖြစ်သည်ခြေလန်းတလန်းလှမ်းနိုင်ရန်အတွက်မိုင်းတထောင်ခီးတလျှောက်လုံးကိုလှမ်းကြည့်နေစရာမလိုမိမိဤပထမဦးစွာ ပထမခြေလန်းတလန်းကိုစတင်လှမ်းပြရန်သာလို၏ စွမ်းအားသည်လဲထိုအတိုင်းပင်ဖြစ်သည်တနေ့တာအတွက်တသက်တာစွမ်းအားရှိရမလို့တနေ့တာစွမ်းအားသာလို့ဤပထမခြေလန်းကိုစတင်လှမ်းနိုင်ရန်စွမ်းအားသာလို့ဤပညာရှင်ကြီးဂါထာပြောသည်လို့မိတ်ဆွေဖြစ်ချင်တာကိုစတင်၍သာလောက်ကင်ပါစပြစ်အောင်သာစပါ လုပ်ငန်းပြီးမြောက်အောင်မြင်ပါလိမ့်မည်မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း80အားလုံးကို လုံနိုင်သော အရေးအချင်းနှစ်ခုအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်အလုံးကိုလုံနိုင်သောအရေးအချင်းနှစ်ခုဟူသောခေါင်းစဉ်ကိုဖတ်လိုက်သည်နှင့် မိတ်ဆွေအနေဖြင့်မဖြစ်နိုင်တာပဲဟုထင်ကောင်းထင်လိမ့်မည်ထင်းချင်းလင်းထင်နိုင်ပါသည်သို့တော်တသက်တာတွင် လုပ်ငန်းပေါင်းများစွာကိုလုပ်နိုင်ခဲ့သောကဘာကျော်ပုဂ္ဂိုလ်ကြီးတဦးကတော့အလုံးကိုလုံနိုင်သောအရေးအချင်းနှစ်ခုကိုတကယ်ပင်ဖော်ထုတ်ပြောဆိုခဲ့၏ထိုပုဂ္ဂိုလ်ကြီးကတခြားသူမဟုတ်ဘင်ဂျမင်ဖလန်ကလင်ဖြစ်၏ ဘင်ဂျမင်ဖရန်ကလင်သည်ကျွန်ုပ်၏လိုချင်တာကိုရအောင်ယူနီးစာအုပ်ပါကဘာကျော်စံပြပုပ်ကိုကြီး15ဦးအနက်တဦးအပါအဝင်ဖြစ်သည် သူဘဝဖြစ်စဉ်သည် အလွန်စိတ်ဝင်စားစရာကောင်းသည်လူတိုင်းအတွက်အတုယူစရာလည်းဖြစ်သည်လောကတွင်လူကျင်တာကို မလွဲမသွေရနိုင်သောအခြေခံအရေးချင်းနှစ်ခုရှိကြောင်း ဘင်ဂျမင်ဖရန်ကလင်ကအလေးအနက်ညွန်ပြခဲ့ဤယင်းအရေးချင်းနှစ်ရပ်မှာ၁စိတ်ဤစွမ်းအင်နှင့်၂စွဲလုံးလဖြစ်ဤအလားတူပင်ပညာရှင်ကြီးဟိုစာဘာလူကလည်းစိတ်စွမ်းအင်သည်တမာကျန်းစာလာ မုံညင်းစေကဲ့သို့ တောင်ကြီးကိုပင်၍ရှားစေနိုင်သည် ဟုဆိုခဲ့၏ကဘာကျော်တဘာဝတ်ထပညာရှင်ကြီးဟင်နရီဒေးဗစ်တော်ရိုးကမူတသက်တော်လုံးတစ်ခုတည်းသောယီမန်းချက်ပန်းနိုင်သို့ယုံကြည်စွာစေအားထက်တန်စွာကြိုးစားချီတက်လျင်မအောင်မြင်သူဟူ၍တင် ချားဘူးပါသလားဟူ၍မေကွန်းထုတ်ခဲ့၏စေအားထက်တန်သူသားလျင်ကဘာကြီးကိုပိုင်သည်ဟုအီမာစင်ကဆိုသည် ထို့ပြင် ကောင်းစွာလှုပ်သောအလုတ်တစ်ခုဤအကျိုးရလက်သည်ပြီးမြောက်ခြင်းဖြစ်၏ဟုလည်းသူကဆို၏အမေရိကန်ဆိုင်ဆရာကြီးဒေါ်နယ်ဂရန့်မစ်ချယ်က လူဘဝတွင်စိတ်စွမ်းအင်နှင့်လौရထက်အစွမ်းထက်သောအရာမရှိဟုရေးသားခဲ့၏ခရိယံဘုန်းတော်ကြီးဂျိုးဟောဝစ်ကလည်းခိုင်မာသောဆုံးဖြတ်ချက်တွင်အကျွင်းမဲ့တကူအဋ္ဌိပတ်ရှိသည်တခုခုဖြစ်ခြင်းလျင်ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပါဖြစ်ကို ဖြစ်လိမ့်မည်အကောင်းဆုံးကိုရည်မှန်းပါအကောင်းဆုံးဖြစ်လာလိမ့်မည်ဤဒီမှာစိတ်ဆွမ်းဤဤလျှို့ဝှက်ချက်ကြီးဖြစ်၏ငါမလုံးနိုင်ပါဘူးဆိုလျင်ပါမှ မလုံးနိုင်ငါကြိုးစားလုပ်မယ်ဆိုလျင်အံ့ဩပွေလှုပ်ဆောင်နိုင်လိမ့်မည်ဟု၍မိန့်ဆိုခဲ့သည်လောကတွင်မလုံးနိုင်သော အရာတိုင်းကို စိတ်ဆွမ်းအားကလုံနိုင်၏ဟုဂါထာကရေးသားခဲ့သည်အဆိုပါကိုးကားချက်များမှာစိတ်ဆွမ်းအင်နှင့်ပတ်သက်၍ကဘာကျော်ပုပ်ကိုကြီးများ၏အဆိုအမိန့်များဖြစ်သည်စွဲလုံးလာနှင့်ပတ်သက်သောကဘာကျော် ပုံကိုကြီးများ၏အဆိုအမိန့်များကိုလည်းဖတ်ကြည့်ပါဦး ကြီးကျယ်သောအလုပ်များကိုခွန်အားဖြင့်ပြုလုပ်ခြင်းမဟုတ်ဇွဲလုံးလဖြင့်ပြုလုပ်ခြင်းသာဖြစ်၏ဆမ်မြူအယ်ဂျွန်ဆင်အင်္ဂလိပ်ပညာရှင်ကြီးကျယ်သောဆောင်ရွက်ချက်များသည်ကြိုးစားခြင်းနှင့်ဇွဲလုံးလကြောင့်ဖြစ်ပေါ်လာ၏ဖရန်စစ်ဘေကွန်အင်္ဂလိပ်တွေးခေါ်ရှင် တာတမန်ကိုကိုက်ဖြူခြင်းအဖြစ်ကြွက်တကောင်ပင်လျင်တနိုင်ငံလုံးကို ရေနှစ်ပြစ်နိုင်၏အက်မန်ဘတ်အင်္ဂလိပ်နိုင်ငံကောင်းဆောင်ပြင်းပြသောအာမန်ခိုင်မြဲသောဇွဲလုံးလဖြင့်ကြိုးစားလျင် လူတိုင်းပါရမီရှင်ဖြစ်နိုင်သည်အက်ဒဝတ်ဂျော့ဘာလွာလိုက်တန် အင်္ဂလိပ်ဝတ္ထုရေးဆရာစောမကြီးပဲမှန်မှန်လျှောက်သွားတော်သူအဖို့ဘဲခยีမှ မရှိဝေးစိတ်ရှည်လက်ရှည်အသင်ပြင်ဆင်ထားသူအဖို့ဘဲကုံသူမှမထိုက်တန်သည်မရှိယွန်ဒီလာဘရူယာပြင်သစ်စာရေးဆရာ ဘယ်အရာတွင်မှတော်ဝင်လန်းဟူ၍မရှိတစ်ချိန်မှာတစ်ခုသာလောက်ပါ အရာခတ်သိစင်ငယ်ဖြစ်ပေါ်လာလိမ့်မည်ဂျိုးစေဂီဘတ်ဟော်လန်အမေရိကန်စာရေးဆရာကျန်းကျန်းခံနိုင်ဆုံး လူသာ အောင်ပွဲကိုပိုင်တယ်ဟုပြင်သစ်ဘီယန်နပိုလီယန်ကကြွေးကြော်ခဲ့သည်ထိုစကား အလွန်မှန်၏အဘဲကြောင့်ဆိုသောဝါတာလူးစစ်ပွဲတွင်အင်္ဂလိပ်ဗိုလ်ချုပ်ကြီးဝယ်လင်တန်ကနာနာသာထောင်းပါလူချင်းမင်းတို့ဒါပေမဲ့ဘသူကကြာကြာထောင်းနိုင်မလဲဆိုတာတော့ကြည့်ရသေးတာပေါ့ဟု ပြောပြီးနပိုလီယန်၏ကြွေးကြော်သံကိုစိန်ခေါ်တိုက်ခိုက်ခဲ့ရာကြာကြာထောင်းနိုင်သောဝယ်လင်တန်ကပင်အနိုင်ရခဲ့သောကြောင့်ဖြစ်၏ ဇွဲလုံးလအကြောင်းကို အမွန်းတင် ပြောဆိုရင်အဆက်30မြောက်အမေရိကန်သမရကယ်ဗင်ကူလစ်ဤပညာသာပါသောစကားကို မဖော်ပြပါက ပြည့်စုံလိမ့်မည်မဟုတ်သူစကားမှာလောကတွင်ဇွဲလုံးလကိုဘယ်အရာနှင်းမြအစာထိုး၍မရနိုင်ဝါဒနာဗီဇနှင့်လည်းအစာထိုး၍မရ ဝါသနာဗီဇရှိပြီးဘာမှ မထူးကျွန်တော်သူလောက်တုံးသူမရှိ ပါရမီကလည်းဘာမှမကယ်နိုင်ဘာမှမစွမ်းဆောင်နိုင်သောပါရမီဆိုဒီမှာစကပုံတစ်ခုသာဖြစ်၏ပညာရည်ချင်းကလည်းဘာမှမတတ်နိုင် လောကတွင်ဘာမှအတုံးမကျသောပညာဓာတ်တွေနှင့်ပြည့်နှက်နေသည်ဇွဲလုံးလားနှင့် ကြံ့ခိုင်မှုသာလျင်စွမ်းအားအရှိဆုံးဖြစ်၏ဟူ၍ဖြစ်သည်ထို့ကြောင့်ပညာရှင်ကြီးဘင်ဂျမင်ဖရန်ကလင်ကအားလုံးကိုလူတိုင်းလုံနိုင်သောအရေးချင်းနှစ်ခုရှိသည်ဟုပြောခဲ့ခြင်းဖြစ်၏ယင်းတို့မှာစိတ်စွမ်းအင်နှင့်ဇွဲလုံးလဖြစ်သည်အနာဂတ်ကိုမိတ်ဆွေပိုင်၏ ဤသင်္ကန်းစာကိုလိုက်နာကျင့်သုံးလျင်မိတ်ဆွေသည်အားလုံးကို အောင်နိုင်လိမ့်မည်ဘဝတွင်လိုချင်တာမှန်သမျှရရှိနိုင်လိမ့်မည်အမြန်ဆုံးတထေးဖြစ်လိမ့်မည်